ယခုအခါရွတ်ဆိုပူဇော်ကြရမှာကတော့မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုအစမ်းတစ်ချေရေးဆက်တီကုံပြီးရှ िख ိုးတဲ့ဂါထာတော်ဖြစ်ပါတယ်ဒီဂါထာတော်ကိုတီဟိုကျွန်းယခုသီရိလင်္ကာ နိုင်ငံမှအရှင်ဗုဒ္ဓရခိတမဟာဒီကရေးဆက်တော်မူခဲ့ပါတယ်ဇိနာလင်္ကာရတီဃာကျမ်းကြီးမှာအထင်ရှားပါရှိပါတယ် ဒီကာထာတော်ဟာစာလုံးရေ15လုံးနဲ့တည်ကုန်းထားတဲ့အတွေ့တွေ့ရခဲ့တဲ့ဝိသေသကာထာတစ်ပုဒ်ဖြစ်ပါတယ်။ထူးဆန်းတာကတော့ဒီ15လုံးဘွယ်ကာထာကိုရှေ့ကနေအစဉ်တိုင်းပဲဖတ်ဖတ်။နောက်ကနေရှေ့ကိုအစဉ်တိုင်းပဲဖတ်ဖတ်အတန်ထွက်အတူတူဖြစ်နေခြင်းပါပဲ။ဤကာထာကိုမမေ့မလျော့ရွတ်ပွားသူတိုင်းဘေးအန္တရာယ်ကင်းပြီးတော့ကောင်းသောအကျံအစီကိစ္စမှန်သမျှအောင်မြင်နိုင်ခြင်း ကိုယ်စိတ်နှပါချမ်းသာပြီးလိုရာဆန္ဒပြီးဝနိုင်ခြင်းစတဲ့အကောင်းကျိုးများအစဉ်တိုးပါပါလိမ့်မယ်အထူးအဖြင့်ပြောပြလိုတာကတော့တိုးတိုးချင်းချင်းနဲ့ထိရောက်ထင့်မြင့်တဲ့ဘုရားရှိခိုးဖြစ်ကြောင်းနဲ့တိပိဒကဖခင်ကြီးဖြစ်တဲ့မင်းကွန်ဆရာတော်ဘုရားကြီးအစဉ်ရွတ်ဖတ်ပွားများလေးရှိကြောင်းကိုပါပဲဒါကြောင့်ဒီကာတာတော်ကိုနေညမပြတ်ရွတ်စွပူဇော်နိုင်ကြပါစေလို့ စန္ဒပြုရင်းနဲ့ဂါထာတော်ကိုရွတ်ဆိုပြပါမယ်။နမောတတ္တယတ္တမဟိမတောယတ္တဓမ္မောနနမောတတ္တယတ္တမဟိမတောယတ္တဓမ္မောနယတ္တမဟိမတောအကျင့်ပါရမီ7ပါးဆွန်ညင်းကြီး9ပါးစရိယာ3ပါးတို့ကို ဖြည့်ကျင်တော်မူခဲ့သောတကောသိတိအစွမ်းကြောင့်ဝါဝိဇ္ဇာရှင်ပါတို့ကိုသိမြင်တော်မူသောတကောသိတိအစွမ်းကြောင့်ဝါမံငါးပါးကိုအောင်မြင်တော်မူသောတကောသိတိအစွမ်းကြောင့်ယန္တာဗုဒ္ဓတာခြင်းမြတ်စွာဘုရားအားတမောကိလေသာတေဟုသောမိုက်မောင်းသည်နာရှိတော်မမူ တတဗုဒ္ဓတာကိလေသာမိုင်မောင်ကင်းတော်မူသောထိုသိတ္တိတကုရှင်မြတ်စွာဘုရားအာမေအကျွန်တို့ဤနမောယုတိမြတ်တို့ရှိခိုးခြင်းသည်အတုစင်စစ်မသွေဖြစ်ပါစေတည်း